အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့အကင်းယေရှုခရစ်တော်ရဲ့တပည့်တော်တွေဘာကြောင့်ယုံကြည်ခြင်းအားနဲ့ကြတဲ့လဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာ လူပေါင်းများစွာကယေရှုကိုဝင်းရက်နေတာတွေ့တော့အန်တပက်ကန်ကိုကူးရအောင်လို့တပည့်တွေကိုပြောပါတယ်။ဒါနဲ့တပည့်တော်တွေလည်းလူစုဝေးရာတဲကနေထွက်လာကြပြီးလေပေါ်မှာရှိတဲ့ယေရှုနဲ့ထွက်သွားကြပါတယ်။ဂါလိလဲအိုင်ရဲ့ရှေးဘက်ကမ်းခြေတစ်လျှောက်ဟာဂါဒရနယ်ဖြစ်ပြီးဒီကပေါလိနေလို့လည်းခေါ်ပါတယ်။ဒီကပေါလိမြို့တွေဟာဂရိယဉ်ကျေးမှုရဲ့ဘိုဟိုဖြစ်ပေမဲ့ယူရက်လူအများကြီးလည်းနေထိုင်ကြပါတယ်။ကပိယံတော်မြို့ကနေယေရှုထွက်သွားတာကိုလူတွေသိသွားတဲ့အခါ တခြားလီတွေနဲ့လည်းလိုက်ပြီးတစ်ဖက်ကန်းကိုကူးကြပါတယ်။ဟိုဘက်ကန်းနဲ့ဒီဘက်ကန်းဟာတိတ်အဝေးကြီးတော့မဟုတ်ပါဘူး။ဂါလီလဲအိုင်ဟာအရှေ73မိုင်အကျယ်9မိုင်ရှိတဲ့ရေချိုအန်ကြီးဖြစ်ပြီးရေလဲနက်ပါတယ်။ယေရှုဟာပြေဝဆောင်နေတဲ့သူဖြစ်ပေမဲ့တနေ့လုံးတုန်သင်ပေးရလို့မောနေမှာပါပဲ။ဒါကြောင့်တစ်ဖက်ကန်းကိုကူးနေတဲ့အခါလီထဲမှာအိတ်ဆက်နေပါတယ်။တပဲ့တော်အများစုဟာအတွေ့အကြုံရှိတဲ့တင်မောသားတွေဖြစ်ပေမဲ့အခုလိုရွယ်လွင့်ရတာလွယ်တော့မလွယ်ပါဘူး။ တောင်တန်းတွေဝင်းရံနေတဲ့ဂါလီလဲအိုင်ရဲ့ရေမျက်နှာပြင်ဟာပူနွေးနေတတ်ပါတယ်။တောင်ပေါ်ကလေအေးတိုက်ခတ်လာတဲ့အခါမျိုးမှာပူနွေးတဲ့ရေမျက်နှာပြင်နဲ့ထိတွေ့ပြီးရုတ်တရက်လေပြင်းမုန်တိုင်းတွေဖြစ်တတ်ပါတယ်။အခုလဲနှိုင်းလုံးကြီးတွေရိုက်ခတ်ပြီးရေဝင်လာတဲ့အတွက်လေနှစ်မတက်ဖြစ်သွားပါတယ်။ယေရှုကတော့အိပ်ပျော်နေတော့မှပဲ။တပည့်တော်တွေလည်းထိတ်ထိတ်ပြပြဖြစ်ပြီးလေကိုအတန်းနိုင်ဆုံးထိမ့်ကြပါတယ်။အရင်တုန်းကလည်းမုန်တိုင်းတွေကြုံဖူးပေမဲ့ဒီလောက်မဆိုးပါဘူး။ အခုတော့သူတို့တေမာကိုကြောက်လို့ယေရှုကိုလာနှိုးပြီးသခင်ကယ်ပါအောင်ကျွန်တော်တို့တေတော့မယ်လို့ပြောပါတယ်။သူတို့ယေနစ်တော့မှာကိုကြောက်နေကြတာပါ။ဒါနဲ့ယေရှုထလာပြီးတပည့်တော်တွေကိုယုံကြည်ခြင်းနဲ့သူတို့ဘာလို့ကြောက်နေကြတာလဲလို့ပြောလိုက်ပါတယ်။ပြီးတော့လေနဲ့ပင်လေကိုတိတ်ဆိတ်ငြိမ်ဝှက်စွာ နေဆိုပြီးသုံးမလိုက်ပါတယ်။အဲ့ဒီအခါမုန်တိုင်းဆဲပြီးလေလဲငြိမ်သွားကရာတီဥဒုကအလွန်တာယာသွားပါတယ်။ ဒီအကြောင်းကိုမာကုနဲ့လူကမှတ်တမ်းတင်တဲ့အခါလေမုန်တိုင်းကိုအံ့ဖွယ်နီးနဲ့ငြိမ်သက်စေတဲ့အကြောင်းအရင်ပြောပြီးမှတပည့်တော်တွေယုံကြည်ခြင်းအားနည်းတဲ့အကြောင်းကိုပြောပါတယ်။တပည့်တွေဘလို့ဖြစ်သွားမယ်ဆိုတာစဉ်းစားကြည့်ပါ။လိုင်းလီထန်နေတဲ့အိုင်ကြီးဟာသူတို့မျက်စိရှိမှပဲငြိမ်သက်သွားကြပါတယ်။ဒါကြောင့်သိကြောက်သွားပြီးဘလို့လူပါလိပင်လယ်နဲ့လေတော်သူ့စကားကိုနားထောင်ပါလားလို့အချင်းချင်းပြောဆိုကြပါတယ်။ အဲ့ဒီနောက်အိုင်တပတ်ကန်းကိုဘေးကင်းကင်းနဲ့ရောက်သွားကြပါတယ်အခြားလီတွေကတော့အနောက်ဘက်ကန်းကိုပြန်သွားကြတာလည်းဖြစ်နိုင်ပါတယ်ခင်ဗျာအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ